မင်္ဂလာပါကချုံ if တရင်ဌာနကအပတ်စဉ်တရင်လာနေကနေတောက်ကြနေတဲ့ညနေခင်းတိုင်းတင်ဆက်သွားမယ့်တရင်အစီအစဉ်ဖြစ်ပါတယ်။ကျွန်မကတော့နေ့စဉ်ထူးခြားတရင်တွေကိုတင်ဆက်ပေးသွားမယ်။တရင်အစီအစဉ်တင်ဆက်သူမင်းဆမ်းမယ်ဖြစ်ပါတယ်။ချင်းပြင်းနယ်ဝိုင်းမော်မြို့နယ်ကလဝရန်ဗီရုစ်အဖွဲ့ကသူတို့ရဲ့လောင်စာယုံမှာလုတ်ကိုင်းနေတဲ့လုံခြုံရေးအဆောင်ဝန်ထမ်းတွေကိုရှေ့တန်းထွက်ခိုင်းမှုစီးအောင်နေတယ်လို့တရင်ရင်းမြစ်ကပြောပြပါရတယ်။ ပြည်သူစစ်ကောင်းဆောင်တွေပိုင်ဆိုင်တဲ့တောင်ကစားယုံနယ်မှာအဆောင်ဖြစ်ထားတဲ့ပြည်သူစစ်တွေကိုရှေ့တန်းထွက်ဖို့ငွေကြေးနဲ့ဆွဲဆောင်နေတာဖြစ်တယ်လို့ပြောပြပါရတယ်။အဲ့မှာကအရင်ကဖဲဝိုင်းဆောင်ဖို့ပဲလာစားနေခံထားတာဆိုတော့အခုကရှေ့တန်းသွားရမှာသွားရင်ပတ်စံစေတီနဲ့ဖုန်းတွေလည်းဝယ်ပေးမယ်ဆိုပြီးစီယုံနေတယ်လို့တရင်မြစ်ကဆိုပါရတယ်။လောလောလလစစ်တင်နဲ့ဆင်ထားတဲ့ပြည်သူစစ်တပ်ဖွဲ့ဝင်အစ်တတွေနဲ့အတူရှေ့တန်းထွက်ဖို့အတွက်တပ်ဖွဲ့ဝင်ဟောင်းတွေကိုစီယုံနေရတာဖြစ်ကြောင်းပြောပါရယ်။လဝါယံဒုမဟုတ်ဂွေတူထားနေပြည်သူစစ်အဖွဲ့ဟာ 2004ခုနှစ်က KIA ကနေခွဲထွက်ခဲ့တဲ့လက်ဆက်အောင်ဝဥဆောင်ဖွဲ့စည်းခဲ့တဲ့အဖွဲ့ဖြစ်ပြီးတော့ Wine Mall မြို့နယ် Minor Mountain Gate 2စတဲ့ကြေးရွာတစ်ကျောင်းမှာအခြေစိုက်လှုပ်ရှားနေတဲ့အဖွဲ့ဖြစ်ပါတယ်။ဥလဆန်အောင်ဝကွယ်လွန်သွားပြီးတဲ့နောက်ဥမကြည်နော်လီကခေါင်းဆောင်နေရာကိုဆက်ခံခဲ့ပေမဲ့ဒူခေါင်းဆောင်ဥကိုကိုခေါ်ဥအောင်ကန်စစ်ထောက်လိုင်းရဲဟောင်းကိုတနက်နေ့ပြစ်တက်ခဲ့တဲ့အမှုကြောင့်စစ်ကော်မရှင်ကဖမ်းဆီးထိန်းသိမ်းထားတယ်လို့သိရပါတယ်။ Wine Mall မြို့ကနေကမ္ဘိုင်တီနဲ့ပေါဝါနယ်စပ်ဒေတာကိုဆက်တွဲထားတဲ့လမ်းကြောင်းမှာလက်တလောဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာလည်းဗီရုစစ်တရား စစ်ကော်မရှင်နဲ့အတူပူးပေါင်းတိုက်ခိုက်နေကြကြောင်းသိရပါဗျ။ ဗမောမျိုးတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးတက်စကန်တချို့ကို KIA ဘူပေါင်းတပ်ဖွဲ့တွေပြန်လည်တည်ယူနိုင်ခဲ့တယ်လို့သိရပါဗျ။နှစ်ဖက်စီရေလှူရှာမှုတွေရှိနေပြီးအောက်တိုဘာ6ရက်နေ့ညကနေတိုက်ပွဲတွေပြန်လည်ပြင်းထန်လာတာဖြစ်ပြီးတော့မနေ့ကဗမောမျိုးနှမိုင်မနောင်ဝင်းအနေဝန်းကျင်မှာဖြစ်ပေါ်ခဲ့တဲ့တိုက်ပွဲအတွင်မှာ KIA နဲ့ဘူပေါင်းတပ်ဖွဲ့တွေကစစ်ကောင်မရှင်ရဲ့ရှေ့တန်းစခန်းတွေကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့ KAO သတင်းပြန်ကြားရေးအရသိရပါဗျ။ဒါအပြင်ဒီကနေ့နေ့လယ်မှာစခန်းတွေထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါမယ်။ကချင် wave အနေနဲ့အသေးစိတ်အချက်အလက်တွေကိုမသိရရှိသေးပါဘူး။ စစ်ကောင်မရှင်ဟာဝိုင်းမော်နယ်ဖက်ကန်ဒေတာတွေမှာလေရင်ဘုံကျဲမှုတွေပြုလုပ်နေတဲ့အပြင်ဆော့လော်မြင်းနယ်လမ်းဆဲဘက်ကိုဒီကနေ့ဝိုင်းတွဲလေရင်နဲ့ဘုံကျဲခဲ့ပြီးအရက်သားထိခိုက်မှုတွေရှိခဲ့ကြောင်းကနဦးသတင်းရရှိထားပါတယ်ဒီကနေ့ရဲ့သတင်းတင်ဆက်မှုစီစဉ်ကိုဒီမှာပဲရနာပါရစေမိဘပြည်သူအားလုံးစိတ်ချမ်းသာကိုကြမ်းမာပြီးဘေးအန္တရာယ်ကင်းရှင်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်